Good afternoon everyone. Gain with အရာနေကြိုဆိုပါရယ်ဒီနေ့မှာတော့ internet ပေါ်ကစောင်းပါလေးတစ်ခုကိုအတူတူဖတ်ကြည့်ကြမယ်။ If you don't spend နေမသုံးဆွဲခဲ့ဘူးဆိုရင် enough time လုံလောက်တဲ့အချိန် getting to know yourself ကိုကိုကိုတည်ဖို့အတွက်လုံလောက်တဲ့အချိန်နေမသုံးဘူးဆိုရင် you'll end up နေအဆုံးသက်ရပါလိမ့်မယ် absorbing everyone else's definition of you absorbing ဆုပ်ယူနေခြင်းအပြင် everyone else's အခြားလူတွေအားလုံးရဲ့ definition of you နေရဘလို့လူလေးလဲဆိုတာကိုတယုတ်ဖော်ပြတဲ့ဟာကိုပဲဆုပ်ယူပြီးတော့အဆုံးသတ်သွားလိမ့်မယ်တဲ့ဒီမှာဗာပြောလဲဆိုရင်ကိုကိုကိုတိအောင်မစူးစားဘူးဆိုရင်သူများတွေကနေရဘလို့လူလေးပါလို့ပြောတဲ့နေရာမှာပဲလမ်းဆုံးသွားလိမ့်မယ်ပေါ့နော်သူတို့ပြောတဲ့အတိုင်းပဲလိုက်လုံလိုက်ပြီးတော့နေထိုင်ဖြစ်သွားလိမ့်မယ်တဲ့ဒီမှာသူပြောထားတယ် you owe it to yourself โอ้ဆိုတာโอ้ဆိုတာဘာဖြစ်တာလဲဆိုတော့အကျွေးတင်တာရှင်ဒီမှာဆိုတော့ you owe it to yourself ဆိုတော့နင်ကိုနင်အကျွေးတင်တယ်ဆိုတော့နင်အတွက်နင်လုပ်ကိုလုပ်ပေးတင်တယ်ဒါမျိုးပြောတာ to live a life ဘဝတစ်ခုကိုနေထိုင်မှု that is yours နင်ရဲ့ဟာဖြစ်တဲ့နင်ကိုပိုင်ဘဝတစ်ခုကိုနေထိုင်မှုနင်ကိုနင်အကျွေးတင်တယ်ဆိုတာဒီအကျွေးတင်ဘယ်လိုမျိုးလဲဆိုရင်ကိုယ့်ရဲ့ ကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့မျက်နာမူရာတွေအပေါ်မှာပဲမူတည်ပြီးတော့နေတဲ့ဘဝလေးနေသင့်တယ်ပေါ့နော်ဒါနဲ့ကိုကိုကိုမှာတာဝန်ရှိတယ်လို့သူကပြောတာအိုးဆိုတာဓာတ်ရိုက်ပြန်ရင်တော့အကျွေးတင်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့อืม I saw a video on TikTok ငါဗီဒီယိုတခု TikTok မှာ တွေ့ခဲ့တယ် The other day တရက်ကတရက်ကငါ TikTok ပေါ်မှာဗီဒီယိုတခုတွေ့ခဲ့တယ် The other day ဆိုတာဒီနေ့တော့မဟုတ်ဘူးတရက်ရက်ကတွေ့ခဲ့တာ and it said အဲ့ဒီဟာပြောခဲ့တယ်အဲ့ TikTok မှာကဘာပြောထားလဲဆိုရင် if you don't spend enough time getting to your getting to know yourself ကိုကိုကိုတီးဖို့အချိန်နေမတုံးဆွဲဘူးဆိုရင် you'll end up absorbing everyone else's definition of you တခြားလူတွေရဲ့နင်ကဘလိုလူလေးလဲဆိုတာကိုပြောတဲ့ definition တွေမှာပဲစုပ်ယူပြီးတော့နင်အဆုံးသက်သွားရလိမ့်မယ်တဲ့ end up end up ဆိုတာအဆုံးသက်သည် end up အဆုံးသက်သွားရလိမ့်မယ်တဲ့ and it hit me it လငောင်းသည် hit ရိုက်တယ်မိငါ့ကိုလငောင်းငါ့ကိုတိုက်မိသွားတယ်တဲ့ဒီနေရာမှာဆိုလို့ရှိရင်ဒီစကားကြီးကကိုယ်တိုက်မိတယ်ဆိုတော့တကယ်တိုက်မိတာမဟုတ်ဘူးဒါပေမဲ့ငါကောင်းတဲ့ကိုဖြတ်ခနဲ့အတိဝင်သွားတယ်ပေါ့ဒါမျိုးပြောတာတင်စားပြီးတော့ပြောလိုက်တာပေါ့ and it hit me အဲ့ငါရဲ့ကောင်းတဲ့ကိုလုံးဝဖြတ်ခနဲ့အတိဝင်သွားတယ်တဲ့ how often do we let that happen ဘလောက်အချိန်နေဘလောက်များငါတို့အဲ့ဒါကိုပေးဖြစ်နေတယ်တဲ့ငါတို့စီကိုလာပြီးတော့ဖြစ်ပြက်နေစေတယ် How often တင်ရေဘလောက်များ do we let the war ကဘာကြီးကိုငါတို့ခွင့်ပြုလိုက်တဲ့ our friends ငါတို့ရဲ့တငယ်ချင်းတွေ our families ငါတို့ရဲ့မိသားစုတွေ even strangers သဇိန်းတွေကိုတောင်မှ tell us ငါတို့ကိုပြောဖို့အတွက် who we are ငါတို့ကဘယ်လိုလူလဲဆိုတာကိုကိုယ့်အကူတစ်ခါတလေမှမစဉ်းစားမိပဲနဲ့ကဘာကြီးကိုယ့်တငယ်ချင်းတွေကိုယ့်မိသားစုတွေနဲ့တစ်ခါတလေသစိမ့်နေရတာကိုယ့်ကိုလာပြီး definition ဖွင့်တာကိုခံလိုက်ရတဲ့အခြေအနေမျိုးတွေရှိတဲ့တဲ့နော်ဒီမှာသူပြောတာက TikTok မှာငါဗီဒီယိုတခုအရင်တရက်ကတွေ့ခဲ့တယ်။အဲ့ TikTok ကဗီဒီယိုမှာဗာပြောထားလဲဆိုရင်တကယ်လို့ကိုကိုကိုသိအောင်အချိန်မသုံးဘူးဆိုရင်တခြားလူတွေရဲ့နေ့အပေါ်ဖွင့်ဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်တွေအပေါ်မှာပဲနေရဆုပ်ယူပြီးနေထိုင်သွားလိမ့်မယ်တဲ့အဲ့ဒါကငါ့ကိုခေါင်းနဲ့ကိုဖျက်ခနဲ့အသိဝင်သွားစေခဲ့တယ်ဒီမှာ hit ဆိုပေမဲ့တကယ်ကြီးရိုက်လိုက်တာပုတ်လိုက်တာမဟုတ်ဘူး ငါတို့အရာကိုဘလောက်တောင်အဖြစ်ခံထားပါသလဲငါတို့ဒီကဘာကြီးငါတို့တငယ်ချင်းနဲ့မိသားစုတွေနဲ့တခါတလေသစိမ့်နေရငါတို့ကဘလို့လူလေးလဲဆိုတာကိုလာပြောတာကိုခံနေသလဲတဲ့ think about it အဲ့ဒါနဲ့ပတ်သက်လို့တွေးကြည့်ပါ if you don't take the time နင်သာအချိန်မယူဘူးဆိုရင် to figure out ရှာဖွေဖြည့်ရှင်းဖို့ what you love နင်ဘာကိုချစ်တယ် what you stand for ဘာအတွက်ယက်တီတယ် stand ဆိုတာမတက်ယက်တာ stand for ဆိုတာကယက်တီတာဘာအတွက်နေယက်တီတယ်ဆိုတာ and what makes you come alive နေကိုအသက်ရှင်တယ်လို့ခံစားရအောင်ဘာကလုတ်ပေးတယ်ဆိုတာတွေနေကဘာပေါ်ယက်တီတယ်ဆိုတာတွေဘာကိုချစ်တယ်ဆိုတာတွေကိုနေရှာဖွေဖို့ထုတ်ဖို့အချိန်မတုံးဘူးဆိုရင် someone else အခြားတယောက်ယောက်ဒီ world decide ဆုံးဖြတ်ပါလိမ့်မယ် it လငောင်းကို for you နေအတွက် ကိုဟာကိုသာကိုပါချစ်တယ်ကိုပါအပေါ်မှာယက်တီမျက်နာမူတယ်ဘယ်ဟာတွေနဲ့ဆိုလို့ရှင်ငါကစိတ်ပျော်ရွှင်ပြီးတော့အသက်ဝင်လာတယ်ဆိုတာတွေကိုဟာကိုမသိဘူးသိဖို့မစ조사ဘူးဆိုရင်အခြားတယောက်ယောက်ကနင့်ကိုလာပြီးတော့ဒါဆုံးဖြတ်ပေးပါလိမ့်မယ်တဲ့ and the scary part is ကြောက်စရာကောင်းတဲ့အပိုင်းကဘာလဲဆိုတော့ you might not even notice နင်သတိတောင်ပြုခေါင်းပြုမိမှာမဟုတ်ဘူးတဲ့ it happening အဲ့လိုမျိုးဖြစ်နေတာတခြားလူတွေကကိုယ့်ကိုလာပြီးတော့ definition ဖွင့်တဲ့အပေါ်မှာပဲကိုယ်နေထိုင်သွားမိနေတာကိုညင်သတိပြုမိမှာတော့မဟုတ်ဘူးတဲ့ကြောက်စရာကောင်းတဲ့အချက်က one day တရက်မှာ you wake up နင်နိုးလာလိမ့်မယ် and realize သတိပြုမိလိမ့်မယ် you've been living a life နေရဘဝတစ်ခုမှာနေထိုင်နေတယ်ဆိုတာ shaped ပုံသွင်းခြင်းခံရတော့ by everyone else's opinions except your own except your own ကိုယ့်ရဲ့ကိုယ်ပိုင် ထင်မြင်ချက်ကလွဲလို့တန်တဲ့တခြားလူတွေရဲ့ထင်မြင်ချက်တွေနဲ့ဘာလဲဆိုရင်ပုံသွင်းခြင်းခံထားရတဲ့ဘဝတစ်ခုကိုနင်းနေထိုင်မိနေတယ်ဆိုတာကိုတရက်ကြလို့ရှင်နေမျက်လုံးဖွင့်노ထလာပြီးတော့သတိပြုမိသွားလိမ့်မယ်တဲ့အဲ့လိုအဖြစ်မခံနဲ့ပေါ့နော်อืม တကယ်လို့သာနင်ဘာကိုချစ်တယ်ဘာအတွက်ရက်တီတယ်ဘယ်ဟာကိုမျက်နာမူတယ်ဘယ်အကြောင်းအရာတွေကနင့်ကိုအသက်ဝင်လာစေတယ်ဆိုတာတွေအပေါ်မှာအရှာဖွေဖို့ထုတ်ဖို့အထွတ်အချိန်မတုံးဘူးဆိုလို့ရှင်တယောက်ယောက်ကနင့်ကိုလာပြီးတော့ဆုံးဖြတ်ချက်ပေးနေပါလိမ့်မယ်။ကြောက်စရာကောင်းတဲ့အပိုင်းကဘာလဲဆိုတော့အဲ့လိုမျိုးဖြစ်နေတာတော့မှနင်သတိပြုမိခြင်းမှပြုမိလိမ့်မယ်။ တရက်ကြာမှနင်အိယာနိုးလာပြီးတော့ဟာငါနေထိုင်နေတဲ့ဘဝကြီးကကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ပုံဖော်ထားတဲ့ဘဝကြီးမဟုတ်ပဲနဲ့တခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေနဲ့ပုံဖော်ထားတဲ့ဘဝကြီးကိုနေထိုင်နေမိပါလားဆိုတာကိုသတိပြုမိတာမျိုးဖြစ်သွားနိုင်ခြေရှိတယ်တဲ့ figure out figure out ဆိုတာအဖြေရှာတယ်ဗောနော်ရှာဖွေစူးစမ်းတယ် figure out တခုခုရောအဖြေရှာတယ် figure out decide ဆုံးဖြတ်ချက်ချသည်ဆုံးဖြတ်သည် alive တတ်ဝင်လှုပ်ရှားသော alive အသက်ဝင်နေသော notice တတိပြုမိသည် realize realize ကကြဘလို့လဲဆိုလို့ရှိရင်အရှိကကာလတွေမှာတတိမပြုပြီးပဲနဲ့တစ်ချိန်ကြာမှာဖတ်ခနဲ့ဟာဆိုပြီးတော့အမှန်တရားကိုသိမြင်သွားတာမျိုးသည် realize ဒါမျိုးပေါ့နော် opinions opinions ထင်မြင်ယူဆချက်များ accept မှလွဲ၍ okay it doesn't happen all at once တကြိမ်ထဲမှာအလုံးတစ်ပြိုင်နက်တည်းဖြစ်တာမဟုတ်ဘူးတဲ့ when someone tells you တယောက်ကနင့်ကိုပြောတဲ့အခါ you too sensitive နင်ကအရင်ထိလွယ်ရှလွယ်ဖြစ်တာပဲလို့ပြောတဲ့အခါမှာ so you stop expressing your emotions you stop เนี่ยยัดตันตัวเลยมั้ย expressing your emotions ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုတယုတ်ဖော်ပြတာပြောပြတာတွေကိုเนี่ยยัดတက်မိသွားလိမ့်မယ်တဲ့ကိုကတခုခုဆိုဝမ်းနေတယ်ကြောက်လန့်တယ်ဒါမျိုးပြောပြတာကိုတစ်ဖက်လူကเนี่ยအရန် sensitive ဖြစ်တာပဲเนี่ยအရန်တခုခုဆိုထိလွယ်ရှလွယ်ဖြစ်လိုက်တာလို့ပြောလိုက်တဲ့အခါမှာကိုက ကိုယ့်ရဲ့စိတ်ခံစားချက်တွေအော်ငါဒီလိုပြောခံရပါလားငါ sensitive ဖြစ်တယ်လို့ပြောခံရလို့မဖြစ်ဘူးဆိုပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပေါ်ပြတာကိုရက်လိုက်တာမျိုးဖြစ်သွားနိုင်တယ်တဲ့အော်ဒါမှမဟုတ်ရင် when they say သူတို့တွေကပြောတဲ့အခါမှာ you so quiet နင်အရင်တိတ်ဆိတ်နေတာပဲလို့သူတို့ပြောတဲ့အခါမှာ so you force yourself နင်ကိုနင်တွန်းအားပေးလိုက်မယ် to speak စကားပြောဖို့ even when you don't want to နေစကားပြောချင်စိတ်မရှိတဲ့အခါမှာတော့မစကားပြောရမယ်ဆိုပြီးကိုကိုကိုတွန်းအားပေးတဲ့အခြေအနေမျိုးသူများတွေကနင်းကအရန်တိတ်ဆိတ်တာပဲလို့ပြောမခံချင်တဲ့အတွက်ကြောင့်အဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်တဲ့။အော် when they imply သူတို့ကပြောတယ် imply ဆိုတာကြာဘလို့လဲဆိုတော့ဓာတ်ရိုက်ကြီးပြောတာမဟုတ်မတိမတာလေးတစ်ဖက်လူကိုမတိမတာလေးတိသွားအောင်လို့လှုပ်ပြီးတော့ပြောတာပေါ့เนาะဓာတ်ရိုက်ကြီးအလုံးလိုက်ကြီးပြောတာမဟုတ်ပဲမတိမတာဖော်ထုတ်ပြောဆိုတာဆိုရင် imply သူတို့ကပြောတယ်တဲ့ you not enough နင်းကမလုံလောက်ဘူး as you are နင်းအခုဖြစ်နေသလောက်နဲ့နင်းဘဝကမလုံလောက်သေးဘူးလို့တချို့တွေကပြောတယ် so ဒါကြောင့် you spend years နှစ်ပေါင်းများစွာကိုနင်သုံးဆွဲမယ် trying to be someone else တခြားတယောက်ယောက်ကိုမဟုတ်ပဲတခြားတယောက်ယောက်လိုမျိုးဖြစ်အောင်လို့နှစ်ပေါင်းများစွာအချိန်သုံးမိတာမျိုးတွေဖြစ်သွားနိုင်တယ်တဲ့နော်ဒီလိုမျိုးသူများတွေရဲ့ opinion စင်နဲ့ကိုဘွားကပုံဖော်ချင်းခံရတယ်ဆိုတာတပြိုင်နက်တည်းတခါတည်းမှဖြစ်တာမဟုတ်ဘူးဖြည်းဖြည်းချင်းဖြစ်တာလူတယောက်ယောက်ကပြောမယ်ပေါ့နော်နင်ကအရင် sensitive ဖြစ်တာပဲထိလွယ်ရှာလွယ်ဖြစ်တာပဲလို့ပြောလာတဲ့အခါမှာကိုကကိုရဲ့စိတ်ခံစားချက်တွေကိုမဖော်ပြတော့တာမျိုးဒါမှမဟုတ်ရင်တို့တွေကနင်ကတိတ်ဆိတ်လိုက်တာလို့ပြောတဲ့အခါမှာကိုကအဲ့လိုပြောမခံကျင်တော့ဟာ ကိုကစကားမပြောချင်ဘူးစကားပြောချင်စိတ်မရှိတဲ့ခါတော့မှကိုကကိုအာအရင်ကြီးတွန်းအားပေးပြီးစကားပြောအောင်လုံမိတာမျိုးဒါမှမဟုတ်ရင်သူတို့ကနင်းကနင်းဖြစ်ယုံနေတယ်မလုံလောက်သေးဘူးလို့ဒါတွေ့ဝိုက်ပြီးပြောခံရတဲ့အခါမှာကိုကကိုနှစ်ပေါင်းများစွာကိုတခြားလူတယောက်ဖြစ်အောင်လို့ကို့ဘဝလေးကိုနေထိုင်လာတာမျိုးဒီလိုမျိုးဖြစ်ဖြစ်ချင်းဖြစ်သွားနိုင်တယ်တဲ့ and for what ပြီးတော့အဲ့အရာတွေအားလုံးကဘာအတွက်လဲ to please them please ဆိုတာက ကျေးဇူးပြု၍ဆိုလဲရတယ်ဒီနေရာမှာ please ဆိုတာကတင်နဲ့အောင်လို့သည်စိတ်ကျေနပ်စေသည် to please them သူတို့ကိုစိတ်ကျေနပ်စေဖို့အတွက်လား to fit in to fit in ဆိုတာကဘာလဲဆိုရင်သူများတွေနဲ့ဝင်ဆံ့ဖို့အတွက်လား fit ဆိုတာကတော်သည်အင်ကြီးဝင်စားတယ် fit ဖြစ်တယ်ဆိုတော့တော်တယ်ကွက်တိကြတယ်ဒါပေမဲ့ဒီနေရာမှာ fit in ဆိုတာဒီလူအတိုင်းဝိုင်းတစ်ခုတည်းကိုဝင်ဆံ့ဖို့လား to feel worthy worthy ထိုက်တန်တော့ထိုက်တန်တယ်လို့ခံစားရဖို့လားတဲ့နော်ဒီလိုမျိုးတွေတလုတ်တာဘာအတွက်တော့သူတို့ကိုစိတ်စိတ်ကျေနပ်သွားစေဖို့လားလူအဖွဲ့အစည်းထဲမှာအကိုကလူတန်းစီဖြစ်နိုင်အောင်လို့လားဝင်ဆက်အောင်လို့လားပြီးတော့ကိုကကိုထိုက်တန်တယ်လို့ခံစားရဖို့အတွက်လားတဲ့ Let me tell you this ငါနဲ့ငါကိုဒါလေးနဲ့ကိုပြောပြခွင့်ပြုပါတဲ့ No one else ဘသူအခြားဘသူကမှ gets to define you ခွင့်ရမယ် to define you နင့်ကိုလာပြီးတော့ဒါဗာလဲ definition ဖွင့်ခွင့်မရဘူးတဲ့ဘသူတယောက်ကမှနင့်ကိုလာပြီးတော့နင်ကဘသူပါဆိုတာမျိုးပြောခွင့်ဆိုခွင့်မရှိပါဘူးတဲ့ not your friend နင့်တငယ်ချင်းမှလည်းဒီလိုပြောခွင့်ဆိုခွင့်မရှိဘူး not your parents နင့်မိဘတွေမှလည်းနင်ဘလိုလူဖြစ်ရမယ်ဆိုတဲ့အပေါ်မှာပြောခွင့်ဆိုခွင့်မရှိဘူး not society လူအတိုင်းအဝိုင်း society လူအတိုင်းအဝိုင်းမှလည်း လူအတိုင်းဝိုင်းကြီးကလည်းနင့်ကိုနင်ကဘလို့လူဖြစ်ရမယ်ဆိုတာမျိုးကို လာပြီးတော့ပြောခွင့်ဆိုခွင့်မရှိပါဘူး only you can do that အဲ့ဒါကိုနင်တယောက်တည်းပဲလုပ်လို့ရတယ်နင်တယောက်တည်းပဲနင်ကဘလို့လူနင်ကဘလို့နေထိုင်မယ်ဆိုတာမျိုးကိုတယောက်တည်းပါပဲဆုံးဖြတ်ခွင့်အတိတ်ပဲဖွင့်ခွင့်ရှိပါတယ် Here's the thing ဒါပေမဲ့ဒီမှာပေါ့နော်ဒီမှာအရာဖြစ်တယ်ဆိုတာဗာလဲဆိုတော့အရေးကြီးတာဒါပဲအချက်တစ်ခုကဗာလဲဆိုတော့ it takes work take ဆိုတာယူတယ်ဒါပေမဲ့ဒီနေရာမှာကျ it takes work ဆိုတာက အားထုတ်ရမယ်လို့ပြောတာအလုပ်ယူတယ်ဆိုတာဒီဒါပေမဲ့ဒီတိုင်းတော့ဖြစ်မသွားဘူးဒီတိုင်းတော့ဖြစ်မသွားဘူးအလုပ်ယူတယ်ဆိုတော့အားတော့ထုတ်ရမယ်ပေါ့နော်အဲကိုယ့်အကို definition ဖွင့်ဖို့ကိုယ့်အကိုအတိတ်ပဲကိုယ်ကဘယ်လိုလူလဲဆိုတာကိုဖွင့်ဖို့ဆိုရင် it takes ဘာလို့အဲ့လဲဆိုရင် sitting with yourself ကိုကိုယ်တိုင်းနဲ့ထိုင်နေကိုကိုယ်တိုင်းနဲ့ထိုင်နေဆိုတာကိုကိုကိုယ်နဲ့အချိန်သုံးရမယ် asking me, I mean, hard questions ခက်ခဲတဲ့မေးခွန်းတွေမေးကြည့်ရမယ်ကိုကိုကို and being brutally honest honest ဆိုတာကယိုးသားရမယ်ဒါပေမဲ့ brutally honest ဆိုတော့ brutal ဆိုတာက စိုးစိုးရွားရွားနာကျင်တယ်လို့ပြောတာဒါပေမဲ့ဒီနေရာမှာတကယ်ကြီးနာကျင်မှာတော့မဟုတ်ဘူးပေါ့နော်ကိုမရင်ဆိုင်တုံတွေ့ကျင်တယ်ကိုရဲ့အကျင့်တွေကိုလည်းကိုကဒါမြင်ရမယ်ကြည်ရမယ်ရိုးသားရမယ်လို့ပြောတာပေါ့နော် about what you want နင်ပါလို့ကျင်တယ်ဆိုတာ and who you are နင်ကဘသူဘလို့လူလဲဆိုတာပေါ့နော်ကိုကဘလို့လူဖြစ်တယ်ကိုကဘာလို့ကျင်တယ်ဆိုတဲ့အပေါ်မှာရန်ကို ဟိုနာကျင်သည့်အထိရိုးသားရမယ်ပြီးတော့ကြတော့ခက်ခဲတဲ့မိကိုနေမေးရမယ်ကိုကိုတိုင်းနဲ့အချိန်သုံးရမယ်တဲ့ it's not easy မလွယ်ဘူး it's messy messy ဖြစ်တယ်ဆိုတော့ရှုပ်ပွားတယ်ဘယ်လိုပြောမလဲဆိုရင်ဒါလုတ်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့ရိုးရိုးရှင်းရှင်းနဲ့ပြီးသွားမှာမဟုတ်ဘူးရှုပ်ပွားပြီးတော့အရန် uncomfortable စိတ်တောင့်တတာမဖြစ်ဘဲနဲ့တောင့်တတာမဖြစ်တာမျိုးဖြစ်နိုင်တယ် and sometimes lonely အထီးကျန်တာမျိုးတော့ဖြစ်နိုင်သေးတယ် but it's worth it what Titan နဲ့ဒါပေမဲ့ Titan ပါလေလှုပ်သစ်ပါလေပေါ့နော်อืม ငါနဲ့ကိုတခုပြောပြပါရစေဘသူအားမှနင်းဘလို့လူလဲဆိုတာကိုလာပြီးတော့အတိတ်ပဲဖွင့်ခွင့်မရှိဘူးနင်းတငယ်ချင်းတွေမှလည်းမရှိဘူးနင်းမိဘတွေမှလည်းမရှိဘူးလူအတိုင်းဝိုင်းမှလည်းမရှိဘူးနင်းတယောက်တည်းပဲနင်းဘလို့လူဆိုတာကိုအတိတ်ပဲဖွင့်ခွင့်ရှိတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ချက်ကဘာလဲဆိုတော့နင်းအားတော့ထုတ်ရမယ်ဘာတွေလုပ်ရမလဲဆိုတော့ကိုကိုကိုနဲ့အချိန်သုံးမယ်ခက်ခဲတဲ့မိကိုနေကိုကိုကိုမေးမယ်ပြီးတော့နားကျင်လောက်တီအထိကိုဘာလို့ကျင်တယ်ကိုဘလို့လူဆိုတဲ့အပေါ်မှာရိုးရိုးတတ်တာဖြေရမယ်ဒါကမလွယ်ဘူးရှုပ်ပွား ပြီးတက်တောင်းတတာမဖြစ်ဘူးပြီးတော့တစ်ခါတလေမှအထီးပါကြံရတတ်တယ်အေးဒါပေမဲ့ဒါကဒီလိုလုပ်ရတာ ਨੇ တန်ပါတယ်တဲ့ because ဘာကြောင့်တန်တာလဲဆိုတော့ the alternative alternative ဆိုတာဒါမလုပ်ရင်ဖြစ်မဲ့နောက်တစ်ခုဒါသာမလုပ်ခဲ့ရင်ဘာဖြစ်မှာလဲဒါဆိုရင် alternative ဒါမလုပ်ရင်ရရှိမဲ့ alternative alternative ကဘာလဲဆိုတော့တဲ့ it's living your life နေဘဝကိုနေထိုင်ခြင်းပဲ like a mirror မှန်တစ်ချက်လို reflecting everyone else's expectations reflect yang ရောင်ပြန်ပြီးတော့နေရမယ် everyone else's expectations The တခြားလူတွေအားလုံးရဲ့ ဒီမျောလင်းချက်တွေပေါ်မှာပဲကိုကရောင်ပြန်ထင်ဟက်ပြီးတော့မှန်ကြီးလိုမျိုးနေရတဲ့ဘဝမျိုးဖြစ်သွားနိုင်တယ်တဲ့ကို့မှာယက်တီချက်ခိုင်ခိုင်မာမာမရှိရင်တခြားလူတွေကဒီလိုလာလို့ရင်ဒီလိုအပေါ်မှာ reaction တုံ့ပြန်ပြီးတော့ပဲဒါကိုမရောက်ဒီမရောက်ကြီးဒီသူများတွေရဲ့လာပြီးကို့အပေါ် ဆက်ဆံမှုပေါ်မှာပဲတုံ့ပြန်ပြီးနေရတာမျိုးဖြစ်သွားနိုင်တယ်တဲ့ but never showing ဘယ်တော့မှမပြဘူး your true self မင်းရဲ့စစ်မှန်တဲ့လူကဘလို့လူလဲကိုကဘယ်မှာရက်တည်တာလဲဆိုတာကိုမပြသရပဲနဲ့သူများတွေကကို့အပေါ်လာပြီးတော့ပြောဆိုဆက်ဆံသမျှကိုပဲမှန်တကူလို့တံပြန်ပြီးနေရတဲ့ဘဝမျိုးကြီးဖြစ်သွားနိုင်ချေရှိရဲ့တဲ့ဒီနေရာမှာတကူပြောเสียရှိတာကသူများတွေပေါ့နော်ဒီသူများတွေဆိုတာတချို့ အင်းငယ်ငယ်တုန်းကမြင်ဘူးတယ်မောင်မောင်တွေတွေဩဗာလဲအချစ်မောင်တွေတွေဗာသူတို့ကတ်ထားတယ်ဗောငါကမှန်လို့ပဲဗောနင်ငါ့ကိုဆက်ဆန်တဲ့တော့ငါနင်းကိုဆက်ဆန်ပဲဗောအဲ့ဒီပုံမှာဒါကမကောင်းဘူးလို့ဒီနေရာမှာပြောထားတာဗာလို့လဲဆိုတော့ဒီလိုမျိုးဆက်ဆန်တယ်ဆိုတာကသူတစ်ဖက်လူကဆက်ဆန်လာတယ်ကိုက तू ဆက်ဆန်လာတဲ့အတိုင်းပဲပြန်ဆက်ဆန်ပဲဆိုလို့ရှင်ဘလို့ဖြစ်သွားပြီလဲဆိုတော့ကို့မှာရက်တိချက်မရှိရတဲ့အတွက်လူမျိုးမျိုးကကို့ကိုမျိုးမျိုးလာဆက်ဆန်ပါအဲ့လိုကြီးလိုက်လိုက်ဆက်ဆန်ရရင် စိတ်ကြီးရလဲဘလို့ဖြစ်တော့မှလဲပေါ့နော် for me it doesn't work ညီမ address ဆိုတော့အဲ့ဒီကောင်ကအလုံးမဖြစ်ဘူးပေါ့နော်အကိုကဒီလိုပဲနေမယ်ဆိုဒီလိုပဲနေလို့ရတယ်ကိုရဲ့တီချက်ကဒီလိုဆိုဒီလိုပဲနေလို့ရတယ်တဖက်လူကဒီလိုလုံးလို့ငါကတော့ဒီလိုတုံ့ပြန်လိုက်မယ်ဆိုရင်ဒါကလွယ်ကူတဲ့ရွေးချယ်မှုပဲဒါပေမဲ့အာမစစ်မှန်တော့ဘူးလို့ခံစားရတယ်ပေါ့နော်သူများလှုပ်တဲ့ပုံမှာပဲကိုကလိုက်လိုက်ပြီးတော့တံပြန်တုံ့ပြန်နေအစ်စ်မပြေဘူးရေရှည်မှာပေါ့နော်နေလို့မကောက်อืม it's waking up one day တနေ့မှာနိုးထလာမယ် and realizing ပြီးတော့သတိဝင်လာမယ် you don't even know who you are anymore ကိုကဘယ်လိုလူလဲဆိုတာတောင်မသိတော့တဲ့အခြေအနေမျိုးကြီးဖြစ်သွားနိုင်တယ်တဲ့သူများရဲ့ဟာတွေကိုတုံ့ပြန်ရင်တုံ့ပြန်ရင်တံပြန်ရင်တံပြန်ရင်နဲ့ပေါ့နော်อืม okay ဆက်သွားကြည့်ရအောင် so i'm asking you ဒါကြောင့်ငါနင့်ကိုအခုမေးနေတယ်တောင်းဆိုနေပါတယ် at ဆိုတာမေးတာလည်းရတယ်တောင်းဆိုတာလည်းရတယ် right here and now ဒီနေရာမှာအခုပဲငါနင့်ကိုတောင်းဆိုပါတယ် when was အမေးပါတယ်တဲ့ when was the last time ဘယ်တော့ကနောက်ဆုံးအချိန်ဖြစ်ခဲ့သလဲ you spent time နင့်အချိန်သုံးခဲ့တာ getting to know yourself ကိုကိုကိုသိဖို့အတွက်အချိန်သုံးခဲ့တာဘယ်တော့ကနောက်ဆုံးလဲပေါ့နော် when was the last time you asked yourself ကိုကိုကိုမေးခဲ့တာဘယ်တော့မှနောက်ဆုံးလဲ what do i really want ငါတကယ်လိုချင်တာဘာလဲ what makes me happy ဘာကငါ့ကိုပျော်ရွှင်စေချင်ပျော်ရွှင်စေတာလဲ what do i believe in ဘယ်ပေါ်မှာငါယုံကြည်တယ်လဲငါဘာယုံကြည်တယ်ဘာကငါ့ကိုပျော်စေလဲငါဘာကိုတကယ်လိုချင်တာလဲဒီလိုမျိုးနေဘယ်တော့မှနောက်ဆုံးချင်ကိုကိုကိုမေးခဲ့တာလဲပေါ့တစ်ချက်လောက်အခုပြန်မေးကြည့်အောင်ပေါ့နော်သူပြောချင်တဲ့အတိတ်ပဲอ่ะอืม if you don't have the answers yet yet အခုချိန်ထိအခုချိန်ထိနင်အဲ့ဓာရဲ့အဖြေကိုမရှိသေးဘူးကိုကဘာလို့ကျင်နေဘာကကိုကိုပျော်ရွှင်စေတယ်ကိုကဘာအပေါ်မှာယုံကြည်တယ်ဆိုတာတွေကို မသိသေးဘူးဆိုရင်လည်း that's okay okay ပါတယ် but ဒါပေမဲ့ start asking စပြီးတော့မေးပါတော့ကိုကိုကိုစပြီးတော့မေးခွန်းတော့ထုတ်ပါတော့တဲ့ဒီတိုင်းကြီးတော့မနေနဲ့ပေါ့နော် start paying attention pay attention အာယုံစူးစိုက်တယ်စပြီးတော့အာယုံစိုက်ပါတော့ to the things that light you up နင့်ကိုထိုးညှိပေးတဲ့အရာတွေ light up ဆိုတာကထိုးညှိပေးတာနင့်ကိုထိုးညှိပေးတဲ့အရာတွေကိုအာယုံစိုက်ဆိုတာထိုးညှိတယ်ဆိုတာတကယ်ကြီးကိုကဖျောင်းနိုင်မှာမဟုတ်တာဘယ်သူမှလာမထိုးညှိဘူးဒီမှာပြောချင်တာကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုအာယုံစိုက်ပါတော့ and the things အရာတွေ that drain you drain ဆိုတာဘာလို့တာလဲဆိုတော့ energy တွေကိုစုပ်သွားတာအံ့ အားမရှိအောင်ဖြစ်သွားစေတာပေါ့နော်ရေစိုးမြောင်းဆိုတဲ့အတိတ်ပဲလဲရတယ်ဒီနေရာမှာကြတော့ကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့အားအင်တွေကိုစုပ်ယူသွားတဲ့အရာမျိုးတွေကိုယ့်ကိုမပျော်စေတဲ့ဝမ်းနည်းစေတဲ့အရာတွေကဘာတွေလဲကိုယ့်ကိုပျော်ရွှင်စေတဲ့ထွန်းညှိပေးတဲ့အရာတွေကဘာတွေလဲဆိုတဲ့အပေါ်မှာလည်းအာယုံစူးစိုက်ပါတော့တဲ့စတင်ပြီးတော့ start saying no no လို့စပြီးတော့ပြောပါတော့ to what doesn't feel right ခံစားရတာမမှန်ဘူးကို့အတွက်မမှန်ကန်ဘူးလို့ထင်အဲ့ကောင်မလုပ်ဘူး노လို့ပြောလိုက်ပါတော့ညင်းလိုက်ပါတော့တဲ့ even တောင်မှ if it disappoints others အခြားလူတွေကိုဒါကစိတ်ပျက်စေတယ်ဆိုရင်တော့မကိုက노လို့ပြောလာရင်ဘသူတွေကတော့စိတ်ပျက်သွားမှာပဲဒါပေမဲ့တခြားလူတွေကိုစိတ်ပျက်စေတယ်ဆိုရင်တောင်မှ노လို့စပြီးတော့ပြောပါတော့တဲ့ကို့အတွက်မမှန်ဘူးလို့ထင်နေဆိုရင် start saying yes yes လို့ပြောပါတော့လက်ခံလိုက်ပါတော့ to the parts of yourself you've ignored for too long နင်းဒီလိုမျိုးပေါ့ကိုလိုချင်ပေမဲ့ ignore လုပ်ထားတဲ့ဟာ ignore လုပ်တယ်ဆိုတာကဘာလုပ်ထားရလဲဆိုတော့ဟိုမျက်နှာလွှဲထားတာပေါ့နော်မျက်နှာလွှဲထားတယ်ဒါကိုတီးခန့်ထားတယ်လှစ်လျူရှုထားတဲ့အရာတွေကိုလည်းကိုကလိုချင်တယ်ဆိုရင်တော့လုပ်လိုက်ပါတော့ yes လုပ်လိုက်ပါတော့တဲ့ ဒီမှာသူဘာပြောလဲဆိုတော့ကိုကဘာပြောရွှင်စေတယ်ကိုကဘာကိုယုံကြည်တယ်ကိုဘာလိုချင်တယ်ဆိုတဲ့အဖြေတွေကိုမှမရှိသေးဘူးဆိုရင်လည်းရတယ်ဒါပေမဲ့စတင်ပြီးတော့တော့မေးခွန်းတော့ကိုကကိုတော့မေးတော့ဘယ်ဟာတွေကကိုကိုစိတ်ကိုထွန်းညှိပြောရွှင်စေတယ်ဘယ်ဟာတွေကကိုကိုအားတွေစုပ်ယူသွားပြီးတော့မပြောရွှင်စေတဲ့ဟာတွေလဲဆိုတာကိုအာယုံစူးစိုက်ပါပြီးတော့ကြတော့ ကို့အတွက်မမှန်ကန်ဘူးလို့ထင်တခြားလူတွေစိတ်ပြတ်သွားမယ်ဆိုရင်တောင်မှ no လို့ပြောနိုင်အောင်စပြီးတော့လုပ်ပါပြီးတော့ကြတော့ကို လိုချင်ပေမဲ့လည်းဒီမှာပေါ့နော်ပြည်လူရှုထားမိတဲ့အစိတ်အပိုင်းတွေကိုတော့ yes လို့စပြီးတော့ပြောပါတော့တဲ့ you owe it to yourself နင့်ကိုနင့်အကျွေးတင်ပါတယ်နင့်ကိုနင့်အကျွေးရှိပါတယ်လှုပ်သင့်ပါတယ် to live a life that's yours နင့်ရဲ့ကိုယ်ပိုင်ဖြစ်တဲ့ဘဝတစ်ခုကိုနေထိုင်ဖို့နင့်ကိုနင့်အဲရှိတယ်ပေါ့နော်တာဝန်ရှိတယ်တဲ့ a life ဘဝတစ်ခု ပွဲယူနိုးဖူးယူအားနင်ဘသူလဲဆိုတာကိုသိတဲ့ဘဝတစ်ခု and stand firm in it stand yet team farm farm ဆိုတာကခိုင်ခိုင်မြဲမြဲကိုဘလိုလူလဲဆိုတာကိုလည်းသိမယ်အဲ့ဒီအပေါ်မှာလည်းခိုင်ခိုင်မြဲမြဲယက်တီတဲ့ဘဝမျိုးကိုနေထိုင်နိုင်အောင်ကြိုးစားပါတဲ့ because ဘာကြောင့်လဲဆိုတော့ the world will always ကဘာကြီးကအမြဲတမ်း try to tell you နင့်ကိုပြောဖို့ကြိုးစားနေလိမ့်မယ် who to be နင့်ကိုဘလိုလူဖြစ်ရမယ်ဆိုတာကိုဒီကဘာကြီးကကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေက ဒီကို ကိုလာပြီးတော့ပြောနေလိမ့်မယ်တဲ့ but you ဒါပေမဲ့နင်က you get to decide whether to listen နားထောင်မလားနားမထောင်ဘူးလားဆိုတာကိုတော့ကိုပါကိုပဲဆုံးဖြတ်ပါတဲ့သူများတွေကတော့လာပြီးပြောလိမ့်မယ်နင်ဘယ်လိုလုပ်သင့်နေဘယ်လိုဖြစ်သင့်နေဆိုတာမျိုးတွေဒါပေမဲ့ကိုရဲ့ယက်တီချက်နဲ့ကိုကို stand firm ခိုင်ခိုင်မြဲမြဲယက်တီပါလို့သူပြောလိုက်တာပေါ့နော် firm okay အဲ့ဒါဆိုဒီမှာသူဘာပြောသွားတာလဲကိုအချင်းချုပ်ပြောမယ်ဆိုရင် spend time အချိန်သုံးဆွဲတယ်ကို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 တိဖို့အတွက်အချိန်မသုံးဘူးဆိုရင်တခြားလူတွေရဲ့ကိုယ့်အပေါ်အတိတ်ပဲဖွင့်ဆိုချက်တွေကိုပဲစုပ်ယူပြီးတော့ဘဝဆုံးသွားလိမ့်မယ် end up အဆုံးသက်သည် absorb absorb စုပ်ယူသည် everyone လူတိုင်း else cha everyone else အခြားလူများအားလုံး definition အတိတ်ပဲဖွင့်ဆိုချက် definition နောက်တစ်ခု ပါလဲဆိုလို့ရှိရင် get to know yourself ကိုကိုကိုတည်သည် get to know yourself ကိုကိုကိုတည်ဖို့စူးစမ်းသည် oh အကျွေးတင်သည်တာဝန်ရှိသည် oh o w e o နောက်တစ်ခုကပါလဲဆိုလို့ရှိရင် hit hit ဆိုတာတိုက်မိသွားတာဥပမာကားကြီးကတိုက်မိသွားတယ်ဒါပေမဲ့ဒီနေရာမှာကတော့တကယ်တိုက်မိတာမဟုတ်ဘူးသူ့ခေါင်းထဲမှာဘုတ်ခနဲ့အတွေးဝင်သွားတာပေါ့နော်နောက်တစ်ခုဘာလို့ရှိရုံမလဲ အာဒီမှာ stand for ဘယ်ဟာအတွက်ရက်တည်တယ် what you stand for နင်ဘာအတွက်ရက်တည်တယ်လဲ stand ဆိုတာမတက်ရက်သည်ဟုတ်တယ်ဒါပေမဲ့တခြားအဓိပ္ပာယ်နေနေဆိုရင်ရက်တည်သည်ဘလို့ဟာမျိုးအပေါ်မှာမျက်နာမူပြီးရက်တည်ရအောင်ပတ်စံ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 အပေါ်မှာမျက်နာမူရက်တည်ရလားချစ်ချင်းတရားအပေါ်မှာမျက်နာမူရက်တည်ရလားဘသူ့ကိုကိုကရက်တည်မှာလဲပေါ့เนาะဒါမျိုးပေါ့เนาะ နောက်တစ်ခု design ဆုံးဖြတ်ချက်ချသည် scary part ကြောက်စရာကောင်းသောအပိုင်း notice သတိပြုမိသည် realize အရှိရာသတိမပြုမိပဲနဲ့နောက်ပိုင်းကြမှာအလင်းပေါက်သွားတာခေါင်းမှာမီးလုံးလေးလင်းသွားတာအစကတော့မီးလုံးလေးကမှိတ်နေတယ်ဒါဆိုရင် realize ဖြစ်တာ realize opinions opinions ထင်မြင်ယူဆချက်များ shaped ပုံဖော်သွင်းခြင်းခံရသော shaped accept မှလွဲ၍ accept all at once အလုံးတစ်ပြိုင်နက်တည်း all at once အလုံးတစ်ပြိုင်နက်တည်း sensitive တိလွယ်ရှလွယ်ဖြစ်သော sensitive လူတွေမှာ sensitive ဖြစ်တယ်ဆိုရင်တော့ဒီလူကတခုခုဆိုငိုလိုက်တခုခုဆိုဝမ်းနေတာလွယ်လိုက်ဒါမျိုးပြောတာပေါ့နော်ဒါမျိုးပြစ်တင်တဲ့ပုံစံနဲ့ပြောတာပေါ့ sensitive sensitive express ပေါ်ပြရ emotion စိတ်ခံစားမှုနောက်တစ်ခု force force ဆိုတာကအတင်းကိုတွန်းပြီးတော့လှုပ်တာအာတွန်းအားပေးသည်ပေါ့ force force ။နောက်တစ်ခု imply လုပ်တယ်ဆိုတာဘာလဲ imply လုပ်တယ်ဆိုတာဗဇက်ကနေဓာတ်ရိုက်ကြီးမပြောဘဲနဲ့ပေါ့အဲ့လိုမျိုးအဓိပ္ပာယ်ပေါ့တွယ်ဝိုက်ပြီးတော့ပြောခံရတာ imply လုပ်တာပေါ့နော် imply နောက်တစ်ခု please စိတ်ကျေနပ်စေသည် please fit in ဝင်ဆန့်သည်အဖွဲ့အစည်းတစ်ခုခုအတိုင်းဝိုင်းတစ်ခုခုမှာ ဝင်ဆန့်တယ် fit in ဝင်ဆန့်သည် worthy feel worthy ထိုက်တန်တယ်လို့ခံစားရသည် ထိုက်တန်တယ်လို့ခန်းစားရသည်နောက်တစ်ခုစွတ်စားရသည်လူအတိုင်းအဝိုင်းစွတ်စားရသည် brutal brutal ဖြစ်တယ်ဆိုတာအလွန်နာကျင်ရတော့လို့ပြောတာပေါ့နော် brutally honest အလွန်နာကျင်တဲ့အောင်ယူသားပါဆိုတာဒီတကယ်ကြီးတော့သွေးထွက်တန်ယူဖြစ်လာအောင်တော့ယူသားစရာမလိုဒီတိုင်းကြီးပဲကိုယ့်အတွက်မေးဖို့ကိုရှောင်လွဲနေတဲ့မေးခွန်းတွေကိုမေးဖို့ပြောတာပေါ့နော် alternative alternative ဆိုတာကိုပြောပြရအောင်စေးတောက်ပါ ဆေးမတောက်ဘူးဆိုရင် alternative ကပါလဲဆိုရင်နင်နေမကောင်းဆက်ဖြစ်မယ်ဒါပဲနေမကောင်းဆက်ဖြစ်ခံမလားနေမကောင်းဆက်ဖြစ်တာရဲ့ alternative ဒီဆေးတောက်မလားဒါဒီ alternative ပေါ့နော်ဒါမဟုတ်ရင်ဟိုဟာ alternative နောက်တစ်ခုမ reflect reflect ဆိုတာရောင်ပြန်သည် expectations မျော်လင့်ချက်တွေ expectations နောက်တစ်ခုဘယ်ရောက်သွားအောင်မလဲဆိုလို့ရှိရင် let's see uh yet အခုချိန်ထိ yet အခုချိန်ထိ โอเคဒါဆိုလို့ရှင်เนาะဒီဆောင်းပါလေးပြီးသွားပါပြီ thank you very much ဒါလေးကတော့ပုံမှန်ဖတ်နေကြမဟုတ်တာဖြစ်တဲ့အတွက်ဒီဟာကိုဒီလိုမျိုးဖတ်တာအဆင်ပြေလားကြိုက်လားဒါမှမဟုတ်ဖတ်စာစာအုပ်သင်ယူရဲရပဲဖတ်စေချင်သလားတစ်ချက် comment လေးနဲ့ကူညီပေးခဲ့ပါရှင့် thank you very much see you again